ရန်ကုန်မှာစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာလူငယ်တွေကိုမှောင်ရိပ်ခေါ်တဲ့ဆိုပြီးဖမ်းဆီးတာချင်းချောင်းငွေတောင်းယူမှုတွေလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်စစ်သားတွေနဲ့ရဲတွေဟာညဘက်လုံခြုံရေးဆိုပြီးအင်စီကားစစ်ကားရဲကားတွေနဲ့လက်ကင်းပတ်ပြီးလူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးနေတာလို့ဆိုပါတယ်စစ်အုပ်စုဟာအလုဆင်းချိန်နောက်ကျတဲ့သူတွေကိုလည်းစောက်ဖမ်းနေပြီးတာဂေတာဆမှုဆောင်အနီးတဝိုက်မှာဖမ်းဆီးခံရတာမနည်းဘူးလို့ရန်ကုန်မြို့ခံအတူကပြောပါတယ်တချို့ဆိုနေဝင်ပြိုးပြအချိန်မှာပဲဖမ်းဆီးခံရတာဖြစ်ပြီး လူငယ်တွေပုံမိုသတိထားစေချင်တယ်လို့တာဂေတာမြို့ခန့်တူကဆိုတာပါပြီးခဲ့တဲ့ရက်ပိုင်းကလည်းတာဂေတာကပတန်အနီဘတ်စကားစီးပေါ်စောင့်နေတဲ့လူငယ်၅ယောက်ကို Honda Fit ကားနဲ့အစကောင်စီလက်နက်ကိုင်အဖွဲ့တွေကဖမ်းဆီးသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်အလားတူတာလကော်မြို့နယ်မှာလည်းမှောင်ရိပ်ခိုတယ်ဆိုပြီးလမ်းမေကတာတီးတဲ့လူငယ်တချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါဒါ့အပြင်ရန်ကုန်မှာစစ်သားတွေနဲ့ရဲတွေအပြင်စစ်တပ်အတွက်လူစုပေးတဲ့ပစ္စောတိတွေလူမိုက်တွေပွဲစားတွေက လူငယ်တချို့ကိုဖမ်းဆီးပြီးစစ်မှုထမ်းအတွက်ရောင်းစားတဲ့ဖြစ်စဉ်တွေလည်းရှိနေတယ်လို့အဲ့ဒီဖြစ်စဉ်ကိုကြုံမှုသူတချို့ကပြောပြပါတယ်ရှင်။